မင်္ဂလာပါခင်ဗျာကျွန်တော် Napjun Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော် Channel ရနေတင်ဆက်ပေးသွားမှာက PlayStation Vita ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဗောနော်အဲ PlayStation Vita က Sony ကဖြန့်ချိခဲ့တဲ့ Second Generation Handheld Console ဗောနော်ဒုတိယမြောက်လက်ကင်ဆော့လို့ရတဲ့ဂိမ်းဆက်ကလေးဖြစ်ခဲ့ပြီး2012မှာပဲဖြန့်ချိခဲ့ဖြစ်တယ်ဗောနော် ်အသမိုင်းဝင် PSP ရဲ့နောက်ပိုင်းထွက်ခဲ့တဲ့ဒုတိယ generation လက်ကိုင်းဂိမ်းဆက်လေးဖြစ်ခဲ့ပြီး PS3 နဲ့ကောဓာတ်ထွက်ပြီးနောက်တစ်နှစ်မှထွက်လာမယ် PS4 နဲ့ပါတချို့ဂိမ်းတွေကို remote ဆက်ကနေ remote play လမ်းကစားလို့ရအောင်ရှေ့မီနောက်မီတွေးပြီးတော့ထုတ်ခဲ့တဲ့ဂိမ်းဆက်လေးတော့ဖြစ်ခဲ့တယ်ခင်ဗျာအပြင်အဲ့ခဲအဲ့ခါလာမှာသူ့ရဲ့အဓိကပြိုင်ဘက်ကလည်း Nintendo ရဲ့နာမည်ကြီးကွန်ဆိုးဖြစ်တဲ့ 3DS ဖြစ်ခဲ့တယ်ပေါ့နော် အဲမော်ဒယ်အနေနဲ့ကတော့ PCH 1000နဲ့2000ဆိုပြီးနှမျိုးထုတ်ခဲ့တာဖြစ်ပေမဲ့ဒီနေ့မှာတော့ပထမမီပေါ်တယ်ဖြစ်တဲ့ PCH 1000ရဲ့အကြောင်းကိုအဓိကအသားပေးနဲ့ဆက်သွားမှာဖြစ်တယ်ပေါ့နော်အဲစကရင်ရတော့၅လက်မှာ OLED စကရင်နဲ့ဖြစ်ပြီးပုံမှန်ခလုတ်တွေဘူလုံးတွေနဲ့အပြင်ဒီကျွန်တော်တို့ area 6ခုပေါ့နော် direction 6ခုကို motion sensor ပါတဲ့ gyro control လည်းပါမှာဖြစ်ပြီး touch screen လည်းရအောင်မှာဖြစ်တယ်ခင်ဗျာ အဲအဲ့ခေတ်နောက်ပိုင်းမှာခေတ်စားလာမဲ့မိုဘိုင်းဖုန်းတွေနဲ့အတူတူဂိမ်းမင်းပိုင်းမှာတော့ရှင်နိုင်မဲ့ပို့ပြီးတော့ဈေးကြီးတဲ့ပို့မိုက်တဲ့ experience တွေပေးတယ်ဟန်ဟဲကွန်ဆိုးပေါ့နော်လက်ကင်ဂိမ်းဆက်လေးတစ်ခုကိုထုတ်ချင်တာက PS Vita ရဲ့ဘန်ဒိုင်ပြတ်မှတ်လို့ပြောလို့ရတယ်ခင်ဗျာလေအဲ့ဒါကြောင့်အရှိရောအနောက်မှာရော3 megapixel ပါတယ်ကင်မရာတစ်လုံးစီပါမှာဖြစ်ပြီးအဲ့ကြောဘက်မှာအဲ့ဒီကင်မရာအပြင်တော့ထိန်းချုပ်လို့ရမယ့် touch pad တစ်ခုလည်းပါမယ်လို့သိရတယ်ခင်ဗျာ အစတိုရေ့ကတော့ဒီပထမ model မှာကဘေးတင်လုံးဝမပါပဲ memory card တွေဝယ်ရမှာဖြစ်ပြီးအဲ့ memory card တွေဈေးကြီးလို့ဝေဖန်ခြင်းခံခဲ့ရတယ် model လဲတော့ဖြစ်ခဲ့တယ်ခင်ဗျာအဲ့သူရှိက PSP game တွေအားလုံးကိုပြန်ဆော့လို့ရမယ် feature ဖြစ်တဲ့ backward compatibility ဆိုတဲ့ဒီ feature လေးပါတဲ့ game set လေးတော့လည်းဖြစ်ခဲ့တယ်ခင်ဗျာ ။အပြင်ကျွန်တော်တင်ဆက်ခဲ့ဘူးတဲ့ခေါင်းဆောင် Max Sa နေကိုယ်တိုင်တာဝန်ယူထုတ်လုပ်ခဲ့တဲ့ဂိမ်းဆက်လေးဖြစ်ပြီး processor အနေနဲ့ကတော့ Qualcomm ARM Cortex A9 ကိုတုံးလာတာဖြစ်ပြီး RAM ကတော့512နဲ့ VRAM ကတော့128 MB ပါမှာဖြစ်တယ်ပေါ့နော်။အဲအဲ့ခေတ်ကဒီပုံမှန်ဟန်ဟဲကွန်ဆိုတွေထဲမှာ PS3 Xbox 360 quality နဲ့အဲ့ဂိမ်းတွေအားလုံးကိုဒီဟန်ဟဲလက်ပေါ်မှာဂိမ်းဆက်လေးပေါ်မှာဆော့လို့ရအောင်ထုတ်နိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီတကယ်လဲစွမ်းဆောင်နိုင်ခဲ့တယ်လို့တော့သိရတယ်ပေါ့နော်။ ဒါပေမဲ့ဒီ PSV တာကအစအဆုံးဒီတက်တန်းအစအဆုံးမှာစက်ပေါင်း55သိန်း16သိန်းလောက်ပဲရောင်းရပြီဒါကသူ့ရဲ့အဓိကပြိုင်ဘက် Nintendo 3DS နဲ့ရှင်ခဲ့ရင်နော်၃ချိုးတချို့၄ချိုးတချို့လောက်ထိနည်းတဲ့ပမာဏဖြစ်ခဲ့တယ်ခင်ဗျာ အပြင်စားထွက်တုန်းက Wi-Fi only version ဆိုရင်249ဒေါ်လာဒီ 3G ပါပါတဲ့ဟာဆိုရင်299ဒေါ်လာဖြစ်ပြီးအဲ့ဒါ PS3 နဲ့တူတဲ့ဈေးဖြစ်တဲ့အတွက်တကယ်ကိုဈေးကြီးရလို့ပြောလို့ရတယ်ဗျာအဲ့ဒါအပြင်ကိုဘေးတင် memory မပါဘဲနဲ့ memory card ကဒီ 8GB ဆိုရင်30ဒေါ်လာ 16GB ကို60ဒေါ်လာတသက်ကုန်ကြအောင်မှဖြစ်ပြီးအဲ့ဒါကိုမှ gain ကိုတရက်ဝင်ဝယ်ဆော့ရမယ်ဈေးနဲ့တွက်လိုက်တဲ့အခါဒီကုန်ကြဈေးက heavy ဈေးကြီးခဲ့တာဖြစ်တယ်ပေါ့ခင်ဗျာ အဲ့ဒါနဲ့အဲ့ဒါကြောင့်ရောင်းသေးက169ပဲရှိတယ် 3DS နဲ့ exclusive တွေပါကောင်းတဲ့အတွက်ဘလို့မှရှင်းလို့မရခဲ့တဲ့အကြောင်းရင်းတစ်ချက်လည်းဖြစ်နိုင်တယ်ပေါ့နော်အဆဆာချင်းအပတ်မှာ3သိန်းကျော်ရောင်းဝခဲ့ပြီမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းချင်းရောင်းဝကျလာခဲ့တယ်လို့လည်းသိရတယ်ပေါ့နော် အန်ချတဲ့ Golden Abyss Gravity Rush နဲ့ Persona 4 Golden တို့လိုနာမည်ကြီးဂိမ်းလေးတွေက PS Vita ပေါ်မှာရှိခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့ AAA ဂိမ်းကောင်းတွေထက် Indie Scene ကိုပိုပြီးတော့အသာပေးလို့ဝေဖန်ခံခဲ့ရတယ်ဒီ Handheld Market လေးလည်းဖြစ်တယ်ပေါ့နော် အနောက်ပိုင်းမှာတော့ဒုတိယ model ဖြစ်တဲ့ PCH 2000နဲ့ base memory လည်းထည့်ခဲ့ပေးသလို accessory memory card တွေရဲ့ဈေးကကွန်ဆိုးတွေရဲ့ main ဈေးရောချခဲ့ပေးပြီမယ်။ရောင်းအားကပြန်တက်မလာခဲ့တော့တာကိုလည်းတွေ့ရမှာဖြစ်တယ်ပေါ့နော်။ အဲမိုဘိုင်းဂိမ်းမားကတ်ကလည်းခက်ကောင်းနေတဲ့အချိန်ကာလဖြစ်ပြီးမိုဘိုင်းဖုန်းတွေဆိုလူတိုင်းမှာရှိတဲ့အပြင်ဂိမ်းတွေတော်တော်များများလည်း free ဖြစ်တယ်ပေါ့နော်အဲအဲ့ဒီအချိန်မှာဟဲဟဲကလည်းဈေးကြီးဂိမ်းတွေကလည်းဈေးကြီး memory card ကလည်းဈေးကြီးတဲ့အတွက်ဒီကွန်ဆိုးကိုဆော့ဖို့ကတီးတန်ကြီးကိုဆော့မှကိုရမှဖြစ်မဲ့သဘောလည်းဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့ Sony ကိုယ်တိုင်လည်း PS4 ကိုအားစိုက်နေပြီးတော့ဒီ Vita ကသူ့ရဲ့ accessory တစ်ခုအနေနဲ့သာထွက်လာတဲ့ပုံစံမျိုးဖြစ်ကြောညာချင်းခံရတာကြောင့်လည်းနာမည်ကြီးသူ့အတွက် exclusive game တွေနည်းခဲ့တဲ့ဂိမ်းဆက်လေးလည်းဖြစ်ခဲ့တယ်ပေါ့နော် တကယ်တော့ဒီ Vita device ရဲ့ power နဲ့ specification တွေအားလုံးကတော့ Tony ရဲ့ထုံးငံတိုင်းပဲညံ့ခဲ့တာမျိုးမဟုတ်ပေမဲ့ဒီ presentation မှာအပူပစ္စည်းတစ်ခုလိုတင်ဆက်ခဲ့တာတွေ exclusive to Dwight the franchise တွေနဲ့တာတွေကြောင့်သူရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ 3DS တက်ရှင်เนาะရောင်းအားသည့်တတနေခဲ့လို့ဖေးတယ်လို့တတ်မှတ်ချင်ခံခဲ့ရတဲ့ဂိမ်းသက်လေးလည်းဖြစ်တယ်ခင်ဗျာ ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ဒီနေ့မှကျွန်တော် channel ကလေ Sony ရဲ့ second gaming console လေး handheld console လေးဖြစ်ခဲ့တဲ့ PlayStation Vita ရဲ့အကြောင်းကိုဒီ video လေးနဲ့တင်ဆက်ခဲ့ပြီးသွားခင်ပါတယ်ခင်ဗျာအဲ့တော့လည်းကျင်းနေကြမှာဖြစ်ပါတယ်ကျွန်တော်စကားပြောရတဲ့မှာဘာသာပြန်တဲ့တဲ့မှာဒေါ်ဝါတာတွဲဝါတာမပါဝါတာရှိတယ်ဒေါ်ရာကြည့်ထားပြီးနားလည်ပေးသေးကြပါတယ်ခင်ဗျာဒီ video လေးကိုသဘောကျတယ်ဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးလို့ရပြီဒါကကျွန်တော်အတွက်အများကြီးထောက်ကူပြုပါတယ်ခင်ဗျာ ကျွန်တော် best line video လေး၅ခုတင်ဆက်သွားဖို့ကြိုးစားနေပြီးကြည့်ရှုပေးနေကြတဲ့ follower အားလုံးကိုလည်း heavy ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက် gaming content တွေနဲ့တူကြော်ပြလာခဲ့ပါမှာခင်ဗျာ။ Peace